ငလင်းကဖေးပေါ်ပေါက်လာတဲ့အချိန်မှာဆွေးနွေးလမ်းကြောင်းကိုတင်ပြနှိုးဆော်တဲ့သူတွေထွက်ပေါ်လာခဲ့ပါတယ်။အထင်ရှားဆုံးလူတွေကတော့ဥအောင်သူငိမ့်ဥလှမောင်ရွှေဥညိုအောင်မြင့်ဥမောင်မောင်ဆိုဒေါက်တာမင်းစောဦးတို့ပါ။မူလကလေးကအတွေးခေါ်နီးစပ်ကြတဲ့သူတွေဖြစ်ကြတဲ့အတွက်အခုငလင်းဘေးပေါ်ပေါက်လာပြီးတဲ့နောက်မှာသူတို့ပြောကြဆိုကြတဲ့သဘောတွေကလည်းရေပေါ်ကအပြည့်တူညီကြပါတယ်။ဥလှမောင်ရွှေကလွဲပြီးတော့ကြံတဲ့သူတွေဟာသူတို့ကိုယ်တိုင်လည်းလက်နက်ကင်တော်လန့်ရေးမှာတနည်းတဖုံ ပတ်သက်ခဲ့ဘူးကြတဲ့သူတွေကြီးပါပဲ2004ခုနှစ်တုန်းကဆူနာမီဖြစ်တော့အာချီဒေတာလွတ်မြောက်ရေးခွဲထွက်တဲ့ပုံတွေဟာလက်နက်ချသွားတဲ့အဖြစ်ပြက်ဖြစ်ခဲ့ပါတယ်အင်ဒိုနီးရှားအာချီဒေတာမှာပါအဲ့ဒါကိုနမူနာအဖြစ်နဲ့ပြန်ပြောင်းသတိရပြီးတော့ပြောဆိုကြတာတွေကိုတွေ့ရပါတယ်အခုလဲကပေးကိုအကြောင်းပြုပြီးတော့စကားပြောကြဖို့ညှိနှိုင်းပူပေါင်းဆောင်ရွက်ကြဖို့ဆိုပြီးတော့တောင်းဆိုနေကြပါတယ်တောင်းဆိုထားကြပါတယ်သူတို့တွေက အားချေပြပြနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်တို့တိုင်းပြည်ရဲ့ငလျင်ဘေးနဲ့မတူညီတာကိုတော့အားလုံးသတိပြုမိကြမယ်ထင်ပါတယ်။အားချေတဘုံကအဲ့ဒီတုန်းကအင်အား3000လောက်ရှိပါတယ်။ဆူနာမီဖြစ်တော့အားချေဒေသဟာကပ်ဘေးတံအ धिक ခံရတဲ့ဒေသဖြစ်ပြီးတော့အားချေပြည်သူအများ အကြီးအကျယ်ဒုက္ခရောက်သွားပါတယ်။တဘုံတွေလည်းကပ်ဘေးတံကို ပြင်းပြင်းထန်ထန်ခံလိုက်ကြရပါတယ်။အဲ့ဒါကြောင့်ကပ်ဘေးအပြီးမှာအင်အားချိနဲ့သွားရတာလည်းပြီးတော့နောက်ဆုံးမှာတော့လက်နက်ချ စစ်ပြေငြိမ်းလိုက်ရတာပါအခုငလျင်ကပေးတင့်သွားတဲ့ပုံစံကတော့စစ်ကောင်စီထိတ်ချုပ်ရာနေရာတွေမှာကြည့်ပဲရွေးပြီးတော့လှုပ်သွားသလားလို့တောင်းမှထင်ရပါတယ်တော်လိုင်းအဖွဲ့တွေဘက်ကတနက်တလက်တောင်မှမပြောက်တလို့တဲတလုံးမှလည်းမပြုတ်ပါဘူးတော်လိုင်းသမားတွေကအဓိကမိခိုအားထားပြုနေကြတဲ့အနီးနားဒေသခံပြည်သူတွေလည်းငလျင်ဘေးဒဏ်ကို မထိတလောက်ပါပဲနည်းနည်းပါးပါးတော့ပဲထိပါတယ် ဒါပေမဲ့စစ်ကောင်စီလက်အောက်မှာ နေတဲ့ပြည်သူကလည်းကိုပြည်သူပဲမို့လို့တနိုင်ငံလုံးကကြေကွဲဝမ်းနေကြရပါတယ်။ NUG ကလည်းနှစ်ပတ်အကြာပြစ်ခတ်ရဆက်မယ်လို့ကြေညာပါတယ်။စစ်ကောင်စီဘက်ကတော့ငလျင်လှုပ်တဲ့နေ့အပါဝင်ဒီနေ့အထိနေတိုင်းဘုံကျဲပါတယ်။တည့်ရက်မှမပြစ်ခဲ့ပါဘူး။အပြစ်မရနိုင်ဘူးလို့တောင်မှဘိုးချုပ်မင်းအောင်လှိုင်ကမောက်မောက်မှမှထုတ်ပြောပါတယ်။ဒါပေမဲ့သူ့လေသာဟာမောက်မှပြင်းထန်တာကလွဲပြီးတော့သူတို့စေအုပ်စုအတွက် ဘာမှအကျိုးမရှိဘူးဆိုတာကိုလည်းသူ့ဘာသာချက်ချင်းရိပ်ဆားမိတော့ပုံရပါတယ်နောက်တနေ့မှာတော့သူအဲ့ဒါလိုပြောပြီးတဲ့နောက်တနေ့မှာပဲအပြည့်ရမယ်ဆိုတော့ကြီးညာချက်ထုတ်ပါတယ်သုံးပတ်အပြည့်ရမယ်လို့ကြီးညာတာပါဒါပေမဲ့လက်တွေ့မှာတော့ဘာမှမထူးခြားပါဘူးအပြည့်ရမယ်လို့ကြီးညာပြီးတော့လည်းနေတိုင်းဘုံဆက်ကျဲတာပါပဲတော်လိုင်းအဖွဲ့တွေဘက်ကလည်းအခုတိုက်ပွဲတွေပြန်ဆနေတဲ့သတင်းတွေကိုကြားနေရပါပြီ အဲ့တော့လက်တွေမှာအပြည့်ရက်တယ်ဆိုတာဟာနှစ်ဖက်စလုံးကလူကြကောင်ဟန်ပြလောက်ပဲပြောသလိုဖြစ်နေပါတယ်ဒေါ်လာရဲ့အဖွဲ့တွေအားနေသွားပြီးတော့အချေးလို့လက်နက်ချဖို့မျှော်လင့်တာဆိုလို့ရှိရင်တော့အဲ့ဒါဟာအလုံးမဖြစ်ပါဘူးငလီဖြစ်ပြီးတော့အားနေသွားတာဟာဒေါ်လာရဲ့အဖွဲ့တွေမဟုတ်ဘဲနဲ့စစ်ကောင်စီဖြစ်နေပါတယ်စစ်ကောင်စီအနေနဲ့အားနေသွားတယ်လို့ပြောရမယ်အချင်းနေအထိမဟုတ်ဘူးဆိုရင် တောင်မှတော်တော်လေးအခြေပြက်အနေပြက်ဖြစ်သွားတာကတော့အမှန်ပါပဲ အခုတော့တိုက်ပွဲတွေပြန်ဖြစ်နေပါပြီဒါပေမဲ့တော်လန်ရေးအတွေးခေါ်နဲ့စစ်ဆက်ရေးအတွေးခေါ်ဟာအမြဲလိုလိုနှစ်ခုရှင်တွဲပြီးတော့ဖြစ်ပေါ်နေပါတယ်ရှင်တွဲဖြစ်ပေါ်နေုံသာမကအတွေးခေါ်ခြင်းရန်သူတောင်မှဖြစ်နေပါတယ်စစ်ဆက်ရေးအတွေးခေါ်ဟာတော်လန်ရေးကိုအနှောက်ယှက်ပေးသလိုဖြစ်နေပါတယ်တော်လန်ရေးအတွေးခေါ်ကလည်းစစ်ဆက်ရေးအတွေးခေါ်ကိုအနှောက်ယှက်ပေးသလိုဖြစ်တာပါပဲပြရတလန်းတန်တလန်းမို့လို့အဲ့ဒါလိုဖြစ်ကြတာပါ အဲ့လိုဖြစ်နေတဲ့စိစက်ညီနေရင်းနဲ့လန်ဒန်ဂိုင်တော်လန်ရင်းအတွေးခေါ်နှစ်ခုဟာဘာတွေကွဲပြားသလဲဘာကြောင့်ကွဲပြားသလဲဆိုတာကိုဆက်စစ်ကြည့်ကြအောင်ပါလန်ဒန်ဂိုင်တော်လန်ရင်းအတွေးခေါ်ဘာကြောင့်ပေါ်ပေါက်လာသလဲဆိုတာကတော့တော်တော်ထင်ရှားပါတယ်ဘလို့မှသီးမခံနိုင်တော့တဲ့အဆုံးမှာပေါက်ကွဲလာတာပါနိုင်ငံရေးသိပ္ပံနည်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့နိုင်ငံရေးနည်းနဲ့ဘလို့မှ80တိုးလို့မရတော့လို့စည်ရင်းနည်းပေါ်ပေါက်လာတာပါ စစ်ဆက်ညီနိုင်ရေးအတွေ့အကြုံဘာကြောင့်ပေါ်ပေါက်နေသလဲဆိုတာကိုပို့ပြီးတော့ဆန်းစစ်ကြည့်ကြပါမယ်။အဲ့ဒါမှလည်းစစ်ဆက်ဆွေးနွေးရေးအတွေ့အကြုံဟာဒီနေ့မြန်မာနိုင်ငံရေးအကြက်အတဲအတွက်အဖြစ်ဟုတ်မဟုတ်ကိုပို့ပြီးတော့သိနိုင်မှာပါ။စစ်ဆက်ရေးအတွေ့အကြုံပေါ်ပေါက်လာရတဲ့ပထမအကြောင်းတစ်ကြောင်းကတော့စီးရင်းနီးနဲ့စစ်ကောင်စီကိုအနိုင်မရနိုင်ဘူးလို့ထင်နေကြလို့ပါအဲ့ဒါလို့ အနိုင်မရနိုင်ဘူးလို့စစ်ဆက်ရေးဆွေးနွေးရေးသမားတွေကတွေးခေါ်ကြတာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပါအခုစစ်ဆက်ရေးအတွေ့အခေါ်ကိုယူလာကြတဲ့သူတွေတဲကတော်တော်များများဟာ88ခုနှစ်တုန်းကလက်နက်ကင်ဒေါ်လာရေးမှာတနည်းနည်းနဲ့ပတ်သက်ခဲ့ကြပြီးတော့ G Shop တို့ရောက်လာတဲ့အချိန်မှလောက်ခရေကလက်နက်ကင်ဒေါ်လာရေးအတွေ့အခေါ်ကိုဆွတ်လွတ်ခဲ့ကြဘူးတဲ့သူတွေပါလက်နက်ကင်ဒေါ်လာရေးနည်းနဲ့စစ်တပ်ကိုအန်တုလို့မရနိုင်တော့ဘူးဆိုတော့ အဆွဲဟာအဲ့ဒီကလေးကတချို့လူတွေမှာဆွဲလန်းသွားခဲ့ကြပါတယ်။လက်နက်ကင်တော်လေးလမ်းကြောင်းကိုစတင်ချိန်တုန်းကဆိုလို့ရှိရင်တူမီလောက်နဲ့စစ်တပ်ကိုဘယ်လိုလုပ်ရှင်းနိုင်မှာလဲလို့တောင်းမှနောက်ွယ်ကနေပြီးတော့ဟားခဲ့ကြပါသေးတယ်။လှောင်ခဲ့ကြပါသေးတယ်။ဒါပေမဲ့သူတို့မဖြစ်နိုင်ဘူးလို့ထင်တဲ့အခြေအနေတွေဖြစ်လာပါတယ်။လူငယ်တွေရဲ့လက်ထဲကိုတနက်တွေရောက်လာပါတယ်။တက်တွေပေါ်လာပါတယ်။အဲ့ဓာရီဟာသူတို့ဖြစ်မလာနိုင်တော့ဘူးလို့ ထင်ထားတဲ့အခြေအနေပါဒါပေမဲ့အဲ့ဒါ၄ဖြစ်လာတဲ့အခြေအနေကိုရောက်လာတဲ့တိုင်အောင်တို့ရဲ့အတွေးခေါ်ကိုတော့စိတ်ဆက်ရေးသမားတွေကမစွတ်လွတ်ပါဘူးတက်တွေလက်နက်တွေပေါ်လာပေမဲ့စိတ်အုပ်စုကိုတော့နိုင်မှာမဟုတ်ဘူးလို့ထင်နေကြသေးပါတယ်တစ်တုံညာနှစ်ခုဆစ်စင်ရေးနောက်ပိုင်းမှာတော့တို့ပါဇက်ပိတ်သွားကြပါတယ်တော်တော်လေးမျက်လုံးပြူသွားပါတယ်နိုင်လောက်တဲ့အခြေအနေတွေရှိနေပြီဆိုတာပေါ်လာပါပြီဒါပေမဲ့ အဲ့ဒါလို့ပေါ်လာတာတောင်မှစစ်တပ်ကိုတော့နိုင်မှာမဟုတ်ဘူးဆိုတဲ့အစွဲဟာအစွဲလမ်းတစ်ခုလို့သူတို့စီထင်မှာဆွဲနေကြပါသေးတယ်စစ်တပ်ကိုမတိစိတ်တဲကနေပြီးတော့တိတ်တခိုးအထင်ကြီးလွန်းနေတယ်လို့ဖြစ်နေပါတယ်အဲ့ဒါကြောင့်စေးဆက်ရေးလမ်းကြောင်းပေါ်ကိုအတင်းဆွဲခေါ်နေကြတာပါလက်နက်ကိုင်းတော်လိုင်းရေးသမားတွေကတော့တော်လိုင်းရေးတစ်ခုမှာလူကအတိကအပြည်သူကအတိကလို့ယူဆကြပါတယ်လက်နက်အခက်အခဲရှိတယ်ဆိုတာကိုတော်လိုင်းရေးသမားတွေသိကြပါတယ်လေးခွနဲ့တူမီနဲ့ စခဲ့ကြတဲ့တော်လှန်ရေးသမားတွေကမသိကြအကြောင်းမရှိပါဘူး။သူတို့ကအတိဆုံးပါ။ဒါပေမဲ့လက်နက်ထက်လက်နက်ကင်ပြီးတော့တိုက်မဲ့လူတွေရှိဖို့လက်နက်ကင်တော်လှန်ရေးကိုထောက်ခံမဲ့ပြည်သူတွေရှိဖို့ကပိုပြီးတော့အဓိကကြတယ်လို့တော်လှန်ရေးသမားတွေကယူဆကြပါတယ်။လက်နက်ကင်တော်လှန်ရေးသမားတချို့ကလွယ်လွယ်နဲ့တောင်မှအောင်ပွဲရမယ်လို့ထင်တဲ့သူတွေကထင်ကြတာတွေရှိပါတယ်။အခုတော့လွယ်လွယ်နဲ့မပြီးနိုင်ဘူးဆိုတာကိုသိလာကြပါပြီ။ဒါပေမဲ့တေချာပေါက် နိုင်လေအောင်မယ်လို့လက်နက်ကင်တော်လှန်ရေးသမားတွေကယုံကြည်နေကြဆဲဖြစ်ပါတယ်ပြည်သူလူထုကလည်းဒုက္ခအမျိုးမျိုးရောက်နေတဲ့ကြားထဲကကိုပဲလက်နက်ကင်တော်လှန်ရေးကိုဆက်ပြီးတော့ထောက်ခံအားပေးနေဆဲဖြစ်ပါတယ်ဒုတိယအကြောင်းတစ်ခုကတော့မြန်မာနိုင်ငံရေးမှာစစ်တပ်မရှိရင်မဖြစ်ဘူးလို့စစ်ဆက်ရေးသမားတွေကထင်နေကြလို့ပါသူတို့ဗစက်ကလည်းထုတ်ပြောကြပါတယ်လက်နက်ကင်တော်လှန်ရေးအတွေးခေါ်နဲ့ဖြောင်းဖြောင်းကြီး ဆန့်ကျင်တဲ့နေရာဟာအဲ့ဒီနေရာအဲ့ဒီအချက်ပါပဲစစ်ဆိုင်ရေးသမားတွေကစစ်တပ်မရှိရင်မဖြစ်ဘူးလို့ပြောနေကြတဲ့အချိန်မှာလက်နက်ကင်တော်နိုင်ရေးသမားတွေကတော့ဒီစစ်တပ်နဲ့တမိုးရဲအောင်မှာအတူတူနေလို့မဖြစ်တော့ဘူးလို့ပြောနေကြပါတယ်ဘလောက်တောင်ဖြောင်ဖြောင်ကြီးဆန့်ကျင်တယ်လဲဆိုတော့အတွေးခေါ်တစ်ခုကစစ်တပ်မရှိရင်မဖြစ်ဘူးနောက်အတွေးခေါ်တစ်ခုကတော့စစ်တပ်ရှိရင်မဖြစ်ဘူးဆိုတော့အတွေးခေါ်တွေဖြစ်နေပါတယ် ်စစ်တပ်မရှိရင်မဖြစ်ဘူးလို့တွေးခေါ်ကြတဲ့အုပ်စုတွေထဲမှာစာရေးဆရာဦးကျော်ဝင်းနဲ့သူ့ရဲ့တပည့်တွေပြည်သူပါတီဥက္ကဋ္ဌဥက္ကူကိုကြီးတို့လည်းပါဝင်ကြပါတယ်စစ်တပ်မရှိရင်မဖြစ်ဘူးလို့စစ်ဆိုင်ရေးသမားတွေကဘာလို့ပြောနေသလဲယုံကြည်နေကြတာလဲဆိုတော့စစ်တပ်ကသာမြန်မာနိုင်ငံမှာအားအကြီးဆုံး institution ကြီးဖြစ်ပြီးတော့အဲ့ဒီ institution ကြီးပြိုလဲသွားလို့ရှိရင်တူတူလူငါတမင်းဖြစ်သွားလိမ့်မယ်လို့သူတို့ကထင်နေကြလို့ပါဒါပေမဲ့လက်နက်ကိုင်တော်လိုင်းသမားတွေရဲ့အမြင်ကတမျိုးပါ စစ်တပ်ပြိုလဲသွားလို့ရှိရင်သူတလူငါတမင်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုရဲအချက်ကိုလက်နက်ကင်တော်လိုက်ရင်သမားတွေလည်းတွေးမိကြပါတယ်တစုံတရာအတိုက်အတာတစ်ခုအထိလက်ခံသဘောတူကြပါတယ်ဒါပေမဲ့အဲ့ဒီတော်လိုက်ရင်သမားတွေသူတလူငါတမင်းဖြစ်သွားတာကိုအချင်းချင်းဆွေးနွေးလို့ရှိရင်ရနိုင်တယ်စစ်ကောင်စီနဲ့ဆွေးနွေးတာထက်အချင်းချင်းဆွေးနွေးတာကပို့ပြီးတော့အဆင်ပြေနိုင်လိမ့်မယ်လို့တော်လိုင်းရေးသမားတွေဘက်ကယုံကြည်နေကြပါတယ် စစ်ကြေးရေးသမားတွေကတော့တော်လှန်ရေးသမားတွေအချင်းချင်းဆွေးနွေးတာကိုအောင်မြင်မယ်လို့မထင်ပါနဲ့စစ်ကောင်စီနဲ့ဆွေးနွေးတာကသာအောင်မြင်နိုင်မယ်လို့ထင်နေကြပါတယ်အဲ့ဒါဟာအဓိကပွဲလဲတဲ့အချက်တစ်ချက်ပါစစ်ကောင်စီကိုပို့ပြီးတော့ယုံကြည်သလားတော်လှန်ရေးအဖွဲ့အစည်းတွေကိုပို့ပြီးတော့ယုံကြည်သလားဆိုတဲ့နေရာမှာပွားနေတာပါလက်နက်ကိုင်တော်လှန်ရေးသမားတွေကဒီစစ်တပ်ရှိနေရမဖြစ်ဘူးသူတို့နဲ့တမိုးတဲ့အောင်မှာအတူတူဆက်နေလို့မဖြစ်တော့ဘူးလို့ဘတ်ကြောင့် ထင်မြင်နေတယ်လဲဆိုတာကိုလည်းဆက်စစ်ကြည့်ချင်ပါတယ်လက်နက်ကိုင်တော်လေးသမားတွေအဲ့ဒါလိုထင်မြင်ကြတာဟာစေအိုစုဘက်ကဂရီတွေကိုအကြိမ်ကြိမ်ချိုးဖောက်ကြလို့ပါ90ရွေးကောက်ပွဲတုန်းကလည်းအာဏာမလွှဲပါဘူးအခု2020မှာလည်းအာဏာပြန်သိမ်းပါတယ်သူတို့ဘက်ကလူတွေမနိုင်လို့ရှိရင်အချိန်မရွေးအာဏာထက်သိမ်းမှာပဲလို့ယူဆတဲ့အတွက်ဒီစစ်တပ်နဲ့တော့အတူတူနေလို့မဖြစ်ဘူးလို့ဆုံးဖြတ်တဲ့အထိတင်းမာပြတ်သားသွားတာပါဒါအပြင်စစ်တပ်ဟာ ငိမ့်ချမ်းစွာဆန္ဒပြတဲ့အခါတိုင်းမှာလည်းပြစ်ခတ်တက်ဖြတ်တဲ့နည်းနဲ့ပဲဖြစ်ရှိပါတယ်ပြစ်ခတ်ပြီးလို့ရှိရင်လည်းသူတို့မပြစ်ပါဘူးသူတို့မတတ်ပါဘူးစသဖြင့်အမြဲလိုလိုလိန်ညာတာဟာ7 July အရေးတော်ပုံဖုံးမော်တည်ဆုံမှု အပါဝင် အမြဲတမ်းလိုလိုပါပဲကိုပါကြီးကိစ္စတို့ကောင်းခါဆရာမလေးတွေတို့ကိစ္စတို့စသဖြင့်အဲ့လိုအဖြစ်ပြက်မျိုးတွေယာနဲ့ချီပြီးတော့ရှိပါတယ်စစ်တပ်ရဲ့လုံရက်ကိုဝေဖန်တိုင်းစန့်ကျင်တိုင်းဆန္ဒပြတိုင်း အမြဲလိုလို ပြစ်ခတ်တက်ဖြတ်နေတဲ့အချက်ကငိမ့်ချစွာဖြည့်ရှင်းလို့မရနိုင်တော့ဘူးဆိုတဲ့အတွေးခေါ်ကိုပုံပြီးတော့ခိုင်မာစေပါတယ်ဒီစစ်တပ်ဒီစစ်အာဏာရှင်စနစ်ရှိနေသေးသမျှမှာလက်နက်မဲ့ပြည်သူတွေကိုပြစ်ခတ်တက်ဖြတ်နေအောင်ပါပဲလို့လက်နက်ကင်တော်လိုင်းရင်သမားတွေကယုံကြည်ယူဆနေကြပါတယ်အဲဒါကြောင့်စစ်တပ်နဲ့အတူမနေနိုင်ဘူးလို့ပြောနေကြတာပါစစ်အာဏာရှင် လုံးဝမရှိတော့တဲ့ခေတ်ကို လူငယ်တွေကအဲ့ဒါကြောင့်မျောမှန်းနေတာပါသွေးကြွေးမှာဆွေးနွေးစရာမရှိဘူးလို့အနာရှင်စစ်တပ်အမြင့်ဖြတ်တို့ကြွေးကြော်နေကြတာတွေဟာအဲ့ဒါတွေကြောင့်ပါဆွေးဆက်ဆွေးနွေးရေးသမားတွေက theory ကိုပို့ပြီးတော့အလေးထားကြပါတယ်လက်နက်ကင် တော်လိုင်းရေးသမားတွေကတော့ခန်းစားချက်ကိုပို့ပြီးတော့အလေးထားနေကြပါတယ်လက်နက်ကင်တော်လိုင်းရေးသမားတွေကစစ်အုပ်စုရဲ့အကြမ်းဖက်ရက်စက်မှုကြောင့်တေဆုံးရတာတွေအသက်ပေးရတာတွေ ခံပြင်းတာတွေနာကြီးတာတွေကိုလေးနဲ့သဘောထားကြပါတယ်။မကြည်အေးနိုင်တဲ့ရန်ညိုးရန်ကြွေးတပွဲသဘောထားကြပါတယ်။လက်မောမှာခေါင်းကိုတနက်နဲ့ချိန်ပစ်ပြီးတော့အသက်ပြတ်ခံရတဲ့သူတွေအတွက်အကျိုးဆက်ရမယ့်တာဝန်ဟာအသက်ရှင်နေသေးတဲ့လူတွေရဲ့ပခုံးပေါ်မှာတာဝန်တရအနေနဲ့ကြက်ရောက်နေတယ်လို့သဘောထားကြပါတယ်။စိတ်ဆက်ဆွေးနွေးရေးသမားတွေကတော့စာအုပ်ထဲမှာပါတဲ့ theory တွေကိုပို့ပြီးတော့အလေးထားကြပါတယ်။စာအုပ်ပါသဘောတရားတွေနဲ့ တိုက်ဆိုင်ဖက်ရှုပြီးတော့ပြောဆိုကြပါတယ်အထူးသဖြင့်အဲ့ဒီ theory တွေဟာလည်းအနောက်နိုင်ငံတွေစီကလာတဲ့ theory တွေပါအနောက်နိုင်ငံတွေဟာလက်နက်ကင်တော်လှန်ရေးအတွေ့အခေါ်ကိုလုံးဝအားမပေးပါဘူးအဲ့ဒါဟာ1988ခုနှစ်ခရဲကဖြစ်ခဲ့တဲ့အဖြစ်ပဲပါ ABSTF ကျောင်းသားတက်မတော်မက္ကထာတာကိုတော့မှလက်နက်ကင်တော်လှန်ရေးသဘောတရားကိုဖျက်ပြီးတော့ဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လာအောင်အနောက်အတွေ့အခေါ်တမားတွေကတယောက်ပြီးတယောက်ရောက်လာပြီးတော့ဟောပြောခဲ့ကြပါတယ် တော်လန်ရေးလုပ်မဲ့လက်နက်ကင်တိုက်ပွဲဝင်တဲ့လူငယ်တွေကိုအမေရိကန်နဲ့ဥရောပနိုင်ငံတွေကိုခေါ်ပြီးတော့တက်ကတူတက်ခိုင်းပညာသင်ခိုင်းပါတယ်အမေရိကန်ဥရောပနိုင်ငံတွေအနေနဲ့သူတို့ကစီးရီးယားတခြားနိုင်ငံတွေရဲ့အဖြစ်အပျက်တွေမှာဝင်ရောက်ဆက်ဖက်တာတွေရှိပေမဲ့အဖိနှိတ်ခံပြည်သူတွေကအစိုးရကိုပုံကန်တော်လန်ဖြုတ်ချလိုက်တယ်ဆိုတာမျိုးကိုတော့လုံးဝအားမပေးပါဘူးအဲ့ဒါလို့အတွေးခေါ်မျိုးကိုစနစ်တကျကိုချိုးနှိမ်နေပါတယ် အဲ့ဒါကဘာကြောင့်လဲဆိုတော့အဖိနှိတ်ခံပြည်သူကဖိနှိတ်သူကိုလက်နက်နဲ့ပုံကန်တော်လှန်နေဆိုတာဟာလဝဲနီးဖြစ်နေတော့ပါဆစ်ဆက်ဆွေးနွေးရေးသမားတွေအားလုံးဟာအဲ့ဒါလို့အနောက်အုပ်စုရဲ့အတွေ့အခေါ်ကိုစက်ခံကျင့်သုံးကြရုံသာမကအနောက်အုပ်စုရဲ့တန်တမန်တွေအကြံပေးတွေထောက်လှမ်းရေးတွေနိုင်ငံရေးသမားတွေနဲ့လည်းဓာတ်ရိုက်ဆက်ဆက်နေကြတာများပါတယ်လက်နက်ကင်တော်လှန်ရေးသမားတွေကတော့လက်တွေ့အဖြစ်ပြက်တွေရဲ့အဲ့ဒီလက်တွေ့အဖြစ်ပြက်တွေကြောင့်ပေါ်ပေါက်လာတဲ့ ခံစားချက်တွေရေကိုပို့ပြီးတော့အဓိကထားကြပါတယ်လက်နက်ကိုင်ဒေါ်လာရေးသမားတွေကသဘောတရား theory ကိုကင်ပြီးတော့ပြောဆိုလာပြီးဆိုလို့ရှိရင်လည်းလက်ဝဲအတွေးခေါ်ကိုကင်ပြီးတော့ပြောကြတာကပုံများပါတယ်ခြေခွေပါရာမော်စီတိုစောက်တွေကိုဖတ်ကြပါတယ်ဒီတော့စိတ်ဆိုင်ရေးသမားတွေနဲ့ဒေါ်လာရေးသမားတွေကွဲပြားကြတဲ့အချက်ထက်မှာဖတ်တဲ့စာအုပ်ချင်းမတူတဲ့အချက်လည်းပါတယ်လို့ပြောလို့ရှိရင်ကလေးစံတယ်လို့ဖြစ်ပေမဲ့တကယ်အဖြစ်ဖြစ်ပါတယ် လက်နက်ကိုင်တော်လှန်ရေးသမားတွေမှာ liberal နဲ့လက်ဝဲသမားအုပ်စုနှောင်းအုပ်စုရှိပါတယ် liberal အုပ်စုကအများကြီးပါဒါပေမဲ့ဘယ်အုပ်စုပဲဖြစ်ဖြစ်လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့အခါမှာပျောက်ကြားစစ်အတွေးခေါ်နဲ့ကင်းလွတ်လို့ဘလို့မှမရနိုင်ပဲဖြစ်နေပါတယ်အထူးသဖြင့်ဗမာပြည်ရဲ့လက်ရှိလက်နက်ကိုင်တော်လှန်ရေးဟာပြင်သစ်တော်လှန်ရေးနဲ့ American တော်လှန်ရေးလို့ liberal တော်လှန်ရေးကြီးတွေနဲ့လုံးဝမတူဘဲနဲ့ကျိလက်အခြေခံနဲ့ပျောက်ကြားတော်လှန်ရေးဖြစ်နေတဲ့အတွက်ပျောက်ကြားစစ်အတွေးခေါ်နီးနာတွေနဲ့ဘလို့မှကင်းလွတ်လို့မရပါဘူး liberal ပဲဖြစ်ဖြစ်လက်ဝဲပဲဖြစ်ဖြစ်ပျောက်ကြားစစ်အတွေးခေါ်ပျောက်ကြားစစ်သဘောတရားနဲ့မကင်းနိုင်ကြပါဘူးပျောက်ကြားစစ်သဘောတရားဆိုတာကလည်းပြည်သူအပေါ်မှာအခြေခံလို့မရပါဘူးပြည်သူအပေါ်မှာအခြေခံဖို့ပြုပြီးတော့စဉ်းစားလိုက်ပြီးလောက်ကင်လိုက်ပြီးဆိုလို့ရှိရင်လည်းအဲ့ဒါဟာလက်ဝဲနိုင်ငံရဲ့သဘောတရားနဲ့မလွဲမရှောင်တာဆက်နွယ်ပတ်သက်နေပြန်ပါတယ် စတုထအကြောင်းတစ်ခုကတော့စိစက်ဆွေရည်သမားတွေရဲ့အမြင်နဲ့မှာလက်နက်ကင်တော်လိုင်းရေးနီးဟာပြည်သူနာတယ်လို့မြင်တဲ့အချက်ပါဒီအတွက်ကလက်နက်ကင်တော်လိုင်းရေးကြမှာပေါ်လာတာမဟုတ်ပါဘူးလက်မော်ထွက်ပြီးတော့ဆန္ဒပြတာကိုတောင်မှပြည်သူနာတယ်လို့ပြောလာတာပါစစ်ဖြစ်ပြီးဆိုမှတော့ပြည်သူနာတာကတော့အမှန်ပါပဲဒါပေမဲ့ပြည်သူနာမှာဆိုလို့စစ်ကောင်စီလုပ်သမျှကိုအလျှော်ပေးစိစက်လိုက်တော့ရောပြည်သူကမနာတော့ဘူးလားအဲ့ဒါဟာ တော်တော်ကိုကြီးတဲ့မေခွန်းကြီးတစ်ခုပါပြည်သူနာမဆိုလို့လမ်းပေါ်မတက်ဘူးပြည်သူနာမဆိုလို့လက်နက်ကင်တော်လိုင်းမလုပ်ဘူးဆိုလို့ရှိရင်စေအောင်စုအကြိုက်ပါပဲသူတို့တကအားလုံးအေးစစ်စစ်ဖြစ်သွားပြီပေါ့သူတို့ရာသက်ပံအုတ်ချုပ်နေုံပဲရှိတော့တာပေါ့ဗျာစစ်ဆက်ဆွေးနွေးတဲ့ဤတို့တောင်းဆိုတာတို့ဆိုတာတွေကိုတော့စေအောင်စုကလုံးဝခရုံစိုက်ပါဘူးအဲ့ဒါတွေတကအေးစေးပါမင်းတို့လိုချင်တာပြောလေမင်းတို့လိုချင်တာတောင်းလေ ပေးချင်ရင်ပေးမယ်မပေးချင်ရင်မပေးဘူးလို့ပဲသူတို့ကသဘောထားလိုက်တာပါကဲမပေးတော့ဘာဖြစ်သေးလဲဘာတတ်နိုင်သေးလဲလက်မော်လည်းမထွက်ဘူးလက်နဲ့ကင်ပြီးတော့လည်းပြန်မတိုက်ဘူးဆိုလို့ရှိရင်သူတို့ပေးချင်မှပေးမှာပါမပေးရင်ဘာမှလည်းမတတ်နိုင်တော့ဘူးဆိုတာမျိုးဖြစ်သွားပါတယ်အဲ့ဒါလိုပဲစိုးစုကတစ်လျှောက်လုံးကြည့်မှုပါတယ်အဲ့ဒါကြောင့်လည်းအခုလိုလက်နဲ့ကင်ပြီးတော့တောင်းရတဲ့အဆင့်လက်နဲ့ကင်ပြီးတော့တိုက်ရတဲ့အဆင့်ထိရောက်လာတာပါလက်နဲ့မကင်လို့ရှိရင်စိုးစုဟာ ဘယ်တော့မှနားမကြားတဲ့အတွက်လက်နက်ကင်ပြီးတော့တိုက်တယ်ဆိုတော့နီးလန်းကိုရွေးလာကြတာပါစစ်တပ်ရတယ်ဆိုတာအသက်နဲ့ရင်းပြီးတော့တိုက်ရတာပါဘယ်သူမှလွယ်လွယ်နဲ့တော့မလုချင်ကြပါဘူးမလွယ်သာလို့လုကြရတာပါတခြားရွေးချယ်စရာမရှိတော့လို့လုကြရတာပါနောက်တစ်ခုအရေးကြီးတဲ့အချက်ကအခုလက်နက်ကင်တော်လှန်ရေးဆိုတာလူတယောက်နှစ်ယောက်ကနေပြီးတော့လုချင်လို့ဖြစ်လာတဲ့လက်နက်ကင်တော်လှန်ရေးမဟုတ်ပါဘူး လူတယောက်နှစ်ယောက်ကနေပြီးတော့လက်နက်ကင်တော်လိုင်းကြီးလုတ်ပါလို့တိုက်တွန်းနှိုးဆော်လို့ဖြစ်လာတဲ့လက်နက်ကင်တော်လိုင်းကြီးလည်းမဟုတ်ပါဘူးလူတစုတစ်ဖွဲ့ကနေပြီးတော့နှိုးဆော်လို့ဖြစ်လာတဲ့လက်နက်ကင်တော်လိုင်းကြီးလည်းမဟုတ်ပါဘူး NUG CRPH ကနေပြီးတော့တိုက်တွန်းနှိုးဆော်လို့ဖြစ်လာရတဲ့လက်နက်ကင်တော်လိုင်းကြီးလည်းမဟုတ်ဘူးဆိုတာလူတိုင်းသိပါတယ်လူငယ်တွေကလက်နက်ကင်တော်လိုင်းကြီးလုတ်လာကြလို့အဲ့ဒီလမ်းကြောင်းကို ရွေးချယ်လာကြလို့ NUG ကမလွဲတာ မရှောင်တာပဲလိုက်ပါလာရတာပါပြည်သူနာမှာဆိုလို့လမ်းပေါ်မထွက်ရင်ပြည်သူနာမှာဆိုလို့လက်နက်ကြိုက်တွန်လိုက်ရင်မလုပ်ရင်ပြည်သူတွေဟာနောင်နှစ်ပေါင်းရာနဲ့ချီပြီးတော့ဆက်နာနေလေအောင်မယ်နောင်နှစ်ပေါင်းရာနဲ့ချီပြီးတော့ဆက်အနာရှစ်စနစ်အောက်ပါဆက်ပြီးတော့နေရလေအောင်မယ်လို့လက်နက်ကြိုက်တွန်လိုက်ရင်သမားတွေကမြင်ကြပါတယ်စစ်ကောင်စီစစ်သားတွေလည်းပြည်သူတွေပဲ တော်လိုင်းရေးသမားတွေလည်းပြည်သူတွေပဲဒီနိုင်ငံထဲမှာနေကြတဲ့သူတွေပဲဘသူသေးသေးဒီတိုင်းပြည်ကလူတွေပဲမှုလို့အချင်းချင်းမတက်ကြပါနဲ့တိုင်းတစ်ပါးကလူဆိုလို့ရှိရင်တော့တက်ကြပါဆိုတာမျိုးကိုအနည်းငယ်တော့စစ်ဆက်ဆွေးနွေးရေးသမားတွေကပြောတတ်ကြပါတယ်စစ်ကောင်စီကလည်းပြောပါတယ်စစ်ကောင်စီကအဲ့ဒီစကားမျိုးကိုပို့ပြီးတော့တောင်းမှပြောပါတယ်ဒီတိုင်းပြည်တွေကလူတွေအချင်းချင်းမှုလို့မတက်ကြပါနဲ့တိုင်းတစ်ပါးဆိုလို့ရှိရင်တော့တက်ချင်တက်ပါဆိုတာမျိုးစစ်ကောင်စီကပြောတတ်တယ်လို့ ဗမာအချင်းချင်းတော့မတက်ကြပါနဲ့ညီကိုတွေဗမာအချင်းချင်းတွေမလုတ်ကြပါနဲ့ကချင်တွေကရင်တွေကိုကန့်တွေပဲတတ်ပါဆိုပြီးတော့ကမ္ဘလူဝါတော်နဲ့ပေါ့ကိုတော့အရိယာဝန်သားတို့ကလည်းပြောကြပါတယ်ဒါနဲ့ပတ်သက်လို့ကတော့အကျယ်မရှင်းတော့ပါဘူးညာရှင်းတော့အောင်ကိုအစ်စ်မရှိတဲ့အပြောမူလို့ပါဒီပြောမှာအချက်နှစ်ချက်ပေါင်းစပ်နေတာကိုတော့ထောက်ပြကြပါတယ်ပထမအချက်ကမယိုးမသားနဲ့ လီပလာပြောတာဆိုတဲ့အချက်စကားအလှတွေနဲ့လိမ့်လဲလှည့်ပြဖို့စ조사ထားတာသာဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပြီးတော့ဒုတိယအချက်ကတော့အလွန်ကြင်းမြောင်းတဲ့လူမျိုးရေးအမြင်ကိုအခြေခံပြီးတော့ပြောနေတာဆိုတဲ့အချက်ပါရှင်းလောက်အောင်ရေးမပါတဲ့စကားပါတွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတဲ့စကားကိုစိတ်ဆက်ဆွေးနွေးရေးသမားတွေကအလွန်နားခကြပါတယ်မဆွေးနွေးဘူးလို့ပြက်ပြက်သားသားပြောနေလို့နားခတာပါ တပတ်စွန့်ရောက်တဲ့အတွေးခေါ်လို့လဲမကြခဏပြောတတ်ကြပါတယ်ကိုနဲ့မတူလို့ရှိရင်တပတ်စွန့်ရောက်တယ်လို့ပြောတတ်ကြတာကတော့အစင်လားတစ်ခုလို့ဖြစ်နေပါပြီတော်လိုင်းရင်သမားတွေကလည်းဆွေးနွေးရေးဆိုတဲ့စကားကိုအလွန်နားခကြပါတယ်ဘာကြောင့်လဲဆိုတော့ဆွေးနွေးရေးအတွေးခေါ်ဝင်လာပြီဆိုလို့ရှိရင် လက်နက်ကင်တော်လိုင်းရင်သမားတွေတွေးကွဲသွားတာတော်လိုင်းရင်တားလျှော့သွားတာမျိုးကိုမြမတမိုင်းအဆက်ဆက်မှာခဏခဏကြုံဘူးထားလို့ပါ ဲ့ဒါကြောင့်ဆွေးနွေးရေးအတွေ့အော်တွန်းလာတာဟာတော်လန်ရေးကို ဖြုတ်ခွဲတက်ရှုလာပဲလို့မြင်ကြပါတယ်စစ်တပ်မကြိုက်တဲ့အဖြစ်ထွက်လို့မဖြစ်ဘူးဆိုတဲ့စကားကိုတော့ပြည်သူပါတီဥက္ကရာဥက္ကူကြီးကပြောပါတယ်ရွေးကောက်ပွဲကလွဲပြီးတော့တခြားတိထက်ကောင်းတဲ့နေရှိသေးသလားလို့တောင်းမှ သူကမေးခွန်းထုတ်ပါတယ်1990မှာရွေးကောက်ပွဲလုပ်တယ်တာဆာညမနိုင်မနဲ့ NLD နိုင်တော့အာနာလွဲမပြေပြဲနဲ့ထားတယ် 2010မှာရွေးကောက်ပွဲလုပ်တယ်။ NLD မဝင်မနဲ့ကြက်ဖွင့်နိုင်တော့စစ်တပ်ကအာဏာလွှဲပေးတယ်။စစ်တပ်နဲ့ကြက်ဖွင့်ကနှစ်ကိုတစ်စိတ်ဆိုတော့စစ်သားတမန်လွတ်တော်နဲ့ထိုင်နေတာတို့ကာကွယ်ရေးပြည်ထရေးနေဆက်ရေးထွေအုပ်အဲ့ဒါတွေကိုစစ်တပ်ကချုပ်ကင်ထားတာတို့ကအဲ့ဒီကာလမှာတော့ကဥသိမ့်စိန်ကာလမှာတော့ဘာမှပြဿနာမတက်ခဲ့ပါဘူး။နောက်ပိုင်းဒေါအောင်ဆန်းစုကြည်လက်ထက်ကြမှာပြဿနာတက်တာပါ။2010မှာ NLD ကိုရွေးကောက်ပွဲဝင်လာအောင်ကျုံ့သွင်းခဲ့တယ် 2008အခြေခံဥပဒေအသက်ဝင်လာအောင်အဲ့ဒါလိုကြုံတွေ့တာပါ2015မှာ NLD ရွေးကောက်ပွဲဝင်တယ်နိုင်တယ်အာဏာလဲလွှဲပေးတယ်စစ်တပ်ကအာဏာတွေကိုအစစ်မှန်အာဏာတွေကိုဆော့ဆော့ပြောတဲ့ပြည်ထရေးတို့ကာကွယ်ရေးတို့နေဆက်တို့နောက်ပြီးတော့ထွေအုပ်တို့အဲ့ဒါတွေအကုန်လုံးကိုတကယ့်အာဏာတွေအကုန်လုံးကိုချုပ်ကင်ထားပြီးတော့ NLD ဟာစီမံခန့်ကွက်မှု တချို့ကိုသာလက်ခွင့်ရတဲ့ရုပ်သေးရုပ်အစိုးရဖြစ်ခဲ့ပါတယ်စစ်တပ်လုပ်တဲ့ပြဿနာတွေ အဲ့ဒီကာလမှာတဘုံတစ်ခေါင်းကြီးတက်ပါတယ် KIA နဲ့စစ်ပွဲ AA နဲ့စစ်ပွဲတွေအပြစ်မှာအလွန်ဆိုးရတဲ့ Rohingya genocide ကြီး ဖြစ်ခဲ့ပါတယ်2020မှာ NLD ကနောက်ထပ်တစ်ခါထပ်ပြီးတော့နိုင်ပါတယ်ဒီဒီကမှာတော့အာနာမတ်တော့ပါဘူးအာနာသိမ့်ပြလိုက်ပါတယ်အဲ့ဒါလိုတွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးအဖုံဖုံတွေ ူတို့လိုရင်တမျိုးမလိုရင်တမျိုးအဲ့ဒါလိုရင်အကြိမ်ကြိမ်လှုပ်ထားတာကိုတောင်မှရွေးကောက်ပွဲကလွဲပြီးတော့တခြားနေလမ်းမရှိဘူးလို့ဆွန်နေလေတော့ဘာကိုမျောလင့်ပြီးတော့အဲ့ဒီစကားကိုပြောတယ်လေလို့မေးရမလို့ဖြစ်နေပါတယ်။ဒါအပြင်မှာရွေးကောက်ပွဲလှုပ်တဲ့အခါမှာစစ်တပ်မကြိုက်တဲ့အဖြစ်ထွက်လို့မဖြစ်ဘူးလို့လည်းဆိုပြန်ပါတယ်။စစ်တပ်ကြိုက်တယ်လို့လှုပ်မှာပဲအဲ့ဒါကိုလက်ခံရမယ်။စစ်တပ်ကြိုက်တဲ့အဖြစ်ထွက်ကိုထွက်ရမယ်ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲတောင်လုံမနေပါနဲ့တော့ကွာသူတို့ဘာသာပဲအာနာသိမ့်ပြီးတော့သူတို့ပဲဝင်းကြီးချုပ်ပဲလှုပ်လို့တမရပဲလှုပ်လို့သူတို့ပဲယာတပံခိုင်းလိုက်ပါတော့လို့ပြောရမလို့ဖြစ်နေပါပြီအဲ့ဒါလို့လွှဲပြီးပြေးလိုက်တာနဲ့ဘာများထူအောင်မလဲလက်လက်ကင်တော်လိုင်းအတွေးခေါ်နဲ့စိတ်ဆက်ရဲ့အတွေးခေါ်ဟာအဲ့ဒါလို့ကြွားချပါတယ်စီနဲ့ရေလို့ဘလို့ပဲအတူတူထထရောနှောမသွားပဲလေတခြားစီဖြစ်နေပါတယ် စစ်စရေးအတွေးခေါ်အตาရတဲ့အချိန်မှာလက်နက်ကင်တော်လန်ရေးလှုပ်ချင်တဲ့သူတွေကိုမင်းတို့ကတီဟာတင်ဆိုးတွေလားလို့လှောင်ပြောင်တာခံကြရပါတယ်အခုလက်နက်ကင်တော်လန်ရေးအတွေးခေါ်ကအตาစည်းရနေပါတယ်အဲ့ဒါလို့လက်နက်ကင်တော်လန်ရေးအတွေးခေါ်ကအตาစည်းရနေချိန်မှာတော့ဆွေးနွေးရေးသမားတွေဟာစကားတောင်ကြဲကြဲမပြောရဲကြသလိုရှိနေပေမဲ့ဘယ်တော့မှတော့သူတို့ရဲ့ဆွေးနွေးရေးအတွေးခေါ်စစ်စရေးအတွေးခေါ်ကိုလက်လျှော့မတော့ပါဘူးဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုပြန်ဆွဲတင်နိုင်ဖို့စူးစမ်းနေကြပါတယ် အဲ့ဒါလို့အပြိုင်နေတဲ့ကြားကဘယ်လမ်းကြောင်းကိုရွေးမယ်ဆိုတာကတော့ပြည်သူတွေနဲ့လူငယ်တွေကပဲဆက်လက်ပြီးတော့ဆုံးဖြတ်မှာပါတချို့ကဒီလမ်းကြောင်းနှစ်ကြောင်းကို ပေါင်းဆက်မယ်လို့ပြောကြတဲ့သူတွေလည်းရှိပါတယ်အဲ့ဒါကတော့ဗျာစိတ်ကူးရင်ချင်းတဝက်လှည့်ပြားလူချင်းတဝက်နဲ့ပြောဆိုတဲ့စကားသာ ဖြစ်တယ်လို့ဆိုကြပါတယ်ခင်ဗျာ